မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့ဧည့်သည်ဒီကနေ့ပြောကြပြီးမယ်ဇလန်လေးကတော့နေအိမ်မှာမဖိတ်ခေါ်ပဲနေဧည့်သည်တယောက်ရောက်လာခဲ့တဲ့ဇလန်လေးပဲဖြစ်ပါတယ်မျိုးပဲ့ရထားပေါ်မှာဒီမှာမှီးကလေးဖြစ်နေခြင်းဘေးကအတွေ့ကတော့အခြေအတင်ဖြစ်လုံနေခဲ့ပါတယ်ဟာငါဒီနေ့ပြင်မန်းလိုက်တာအရင်အလုပ်တွေများခဲ့တာရန်လဲစိတ်တူခဲ့ရတယ်လားဟုတ်ခဏလေးနော်ဟန်နာစီယာဖုန်းဟယ်လိုဟေးဟန်နာလားကြောင်ဆုံနေပါမလဲအာငါအခုအိမ်ပြန်တဲ့လမ်းမှာ อืมအခုတွေ့တင်တာလားဟာငါကငနေပြင်မှန်းနေရဟာอืมဘာဂူဂူဂူဟုတ်လားမင်းတကယ်တင်ငါဘာလို့လဲမင်းဘာလို့လာပြောနေရလဲငါသူ့ဖုန်းနံပါတ်သိအောင်မသိဟာတကယ်ပဲဘာကြီးဖြစ်နေရလဲဟာမင်းအခုဘာမှလဲကန်တာရဟုတ်လားအင်မငါခုလာခဲ့မယ် အမတကယ်စိတ်ညစ်တယ်ကွာငါဘာလုပ်ရမလဲငါ့ရိနောက်တစ်ခေါက်ကြမှာပဲရုပ်ရှင်သွားကြည့်ကြရအောင်ဟင်ဘာဘာလို့လဲခန္ဓာငါတောင်ဘာပြောလို့လဲခန္ဓာကရုပ်တရက်ကြီးမင်းနဲ့ငါအတူတူရှိနေရလားတဲ့မေးရသူတခုကိုမြင်လိုက်တာဖြစ်နိုင်တယ်ခန္ဓာနဲ့လမ်းခွဲလိုက်ရင်ဒီနေ့အဲ့လိုတွေ့ကြရင်ငါခံစားရတယ်နေလို့မကောင်း ငါအယမ်းမုန်းနေမကြိုက်ဘူးဘာလို့သူ့ကိုရှောင်မနေရလဲဟာငါသူ့ကိုလမ်းခွဲမှာပါစင်ရမဲ့ဘူရာနာမည်ချာမှာပဲကျမလည်းရထားပေါ်မှာအိပ်ပျော်နေရကလန့်လို့လာခဲ့ပါတယ်ရုပ်ပြရထားပေါ်မှာထူးဆန်းလာတယ်ကိုကျမအိမ်မက်မှတ်ခဲ့ရထင်ပါရဲ့။ဟွန်းအဲ့ဒါကအိမ်မက်ကောင်လား။ အိမ်မက်ကြံကိုဖုံးထဲမှာရိုက်ရှာကြည့်လိုက်ပါရဲ့။ဘာဒီအိမ်မက်ကဧည့်သည်လားမဟုတ်လား။ဒါပေမဲ့ငါ့မှာတငယ်ချင်းမှမရှိဘူး။အင်းငါထိပောက်ဖို့အိမ်မက်မက်ချင်တာလေ။ဟာအလောက်ကထွက်ချင်လိုက်တာ။အရန်ပင်မနဲ့ဒီတော့ချက်ချင်းအိတ်တော်မယ်။ကျမလည်းအိမ်ငယ်ကိုဝင်လိုက်တဲ့အခါမှာတော့ဟမ်ဘာတူလဲ။ ရင်းလေးပြင်လာပြီလားမင်းမစားစရာထက်ရှိသေးလားငါ့ကိုစားစရာလေးနည်းနည်းလောက်ထပ်ပေးပါဦးဟာအဖွာသမားချင်းလန့်သွားတာပဲအဖွာရဲ့လာမယ်ဆိုလဲကြိုပြောတာမဟုတ်ဘူးသမားစားဖို့စားဖို့ကိုပြင်ထားပေးမှာပေါ့ဖွာရဲ့ခဏဆောင်တော့ဧည့်သည်လာမယ်ဆိုတော့သမားရဲ့အိမ်မက်ကပဲမှန်နေရလားဧည့်သည်ဆိုတော့အဖွာကိုပြောရလား အဖွားကတော်လေးဟူပိုက်စာနေတဲ့ပုံမှာပဲအရင်ကဘရောမတစ်ယောက်တည်းမလာဘူးတဲ့အဖွားဒါမှလည်းအဖွားအတွက်စားစရာတစ်ခုခုပြင်ပေးဖို့ကိုစဉ်းစားရင်းနဲ့အဖွားဘာစားကြလဲပြောပြီးရေခဲတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့ရေခဲတစ်တာထဲမှာသမတေချောင်းဝဲထည့်ထားတဲ့စားစရာတွေအားလုံးကြောင်ရှင်းလို့နေခဲ့ပါတယ်အဖွားရေခဲတစ်တာရဲ့စားစရာတွေကိုစားလိုက်သေးလား အဖွားလားအဖွားရေဟွန်းခုတော့အဖွားကိုဘာမှပြီးစရာမရှိတော့ဘူးစားစရာတကူခုမှလာရင်ကောင်းမယ်နော်အဖွားဘာလုပ်နေရလဲအဖွားဟွန်းအဖွားဒီလိုမျက်နှာမျိုးနဲ့အမြဲရှိနေရလားစားလို့ကောင်းလိုက်ကြမင်းကောင်နေတိုင်းချက်ကျရမယ်နော်ငါဘိုက်စားတာသိမခံနိုင်ဘူးဟုတ်ပြီလားဟင် 阿婆，你还一啥子了阿婆？三路高来的，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 哎呀，三高来，哎呀，三，哎呀，三，哎呀，三高，哎呀，三高，哎呀，三高来。阿婆，阿婆，阿婆，不要跟你了，阿婆。有嘞。

မလည်းမျိုးပဲ့ရထားပေါ်မှာအိယာကလန်နိုးလာခဲ့ပြီးဆင်းရမဲ့ပူရာကိုရောက်နေပြီမို့အမြန်ဆင်းလာခဲ့လိုက်ပါတယ်အင်းအမေတမီမျိုးပဲ့ရထားပေါ်မှာထိုးစမ်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့တယ်။အဲ့တော့အင်တာနက်ပေါ်မှာရှာကြည့်လိုက်တာလေ တည်သွားပြီးရဲ့သူတွေရဲ့ဓာတ်ပုံရှိမှရေတောင်မထားမိစေနဲ့အမေရဲ့အင်းဟုတ်တယ်ဓာတ်ပုံလေးရှိမှစားစရာတွေထားပေးတာနည်းနည်းတော့ထူးဆန်းတယ်သမီးတစ်ခုအစဉ်မပြေရင်လည်းဓာတ်ပုံကမီးရှို့ထားလိုက်ပါလားဘာပဲဖြစ်ဖြစ်အဖွားကသမီးကိုအချစ်ဆုံးပဲလေဘာမှလျှောက်တွေးမနေနဲ့နော်သမီးဟုတ်ကဲ့ပါအမေဒီတိုင်းမနေ့ကျရင်အားလုံးကိုရှင်းလင်းလိုက်ပါမယ်နော် သမီးလည်းတိတ်မကြအေးကိုပြန်လာခဲ့မယ်နော်ဒီရက်တွေရဲ့သမီးနဲ့လည်းအလုံးရှုံနေတော့လေအဲဒါကြောင့်သမီးအန်နီရဲ့လူကိုမတုံးပါသေးဘူးမင်းရဲ့อืมခောက်ခဲ့ပါမင်းကျမရဲ့ခရူးဆိုင်နော်မင်းဒီကိစ္စကတကယ်တော့အယူသိမှုတစ်ခုပါပဲဒါပေမဲ့လည်းကျမအကြွတ်တော့တစ်ခုခုတော့လွဲချော်နေသလိုပါကျမလည်းအဖွားအတွက်စိတ်မကောင်းသလိုခံစားရတာကြောင့်စိတ်ထဲကနေတောင်းပန်လိုက်ပါတယ် ကျောင်းမမရဲ့အဖွားရဲ့ဒီချိန်မှာပဲမုတ်စားတံတွေကိုကျမနားထဲမှာစားရောင်းနေရတာကြောင့်ထိတ်လန့်လို့နေမိပါရဲ့အဖွားဆုံးတဲ့နှစ်ပတ်လည်နေ့တွေမှာအောင်းမေဝယ်အခမ်းအနားကိုကျမလည်းမတက်နိုင်တာမို့တောင်းမှန်ကြောင့်အဖွားကိုစိတ်ထဲကနေချက်တလဲလဲပြောနေမိပါရဲ့အဖွားကိုတောင်းမှန်လိုက်ပါရဲ့ အဲဒါကြောင့်လေစမအဖွားရဲ့ပုံရှိမှာစားစရာတွေကိုတောင်းပန်တဲ့အနေနဲ့ထားပြခဲ့တာပါအဖွားဆိုင်တဲ့တရေစားမှုတွေကိုအများကြီးထားပြခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီထိုးစက်တဲ့အိမ်မက်မက်ပြည်ရဲ့နောက်ပိုင်းမှာတော့စမလည်းစားစရာတွေကိုတက်ပုံနဲ့အဝေးကြီးစီပြစ်ထုတ်လိုက်ပါတော့တယ်စမနောက်မှသိလိုက်ရတာကတိဆုံးသူရဲ့ဆက်ပုံရှိမှာရေတစ်ခွက်တောင်မထားသင့်ဘူးလေလေ ဇလန်းလေးကိုဒီလောင်းနဲ့ပဲရက်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။မိတ်ဆွေတို့ရောတည်ဆုံးသူတွေရဲ့ဓာတ်ပုံရှိမှာစားစရာကိုထားပေးတယ်လားမထားပေးတယ်မလား။အမြင်လေးတွေပြောပြခဲ့ကြပါအောင်ရှင်။